အလုံးမင်္ဂလာပါခင်ဗျာဇူလိုင်လ၁ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၁ရက်နေ့ဒီနေ့တရက်နေ့ကစပြီးတော့တလာလုံးအလုံးအစင်ပြေချုံမွေအောင်မြင်ကြပါစေ မင်္ဂလာရှိတဲ့နေ့တွေကိုနေ့တိုင်းနေ့တိုင်းပိုင်ဆိုင်ကြပါစေလို့ကျွန်တော်နေနဲ့ဆုတောင်းပါတယ်။ဇူလိုင်လ၁ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးရမယ်ဆိုရင်ပထမအဆုံးသတင်းကတော့ကျွန်တော်တို့ The Kitit Media ကတင်ထားတဲ့နိုင်ငံတကာစာချုပ်တွေအရစစ်ပွဲတွေမှာအသက်၅နှစ်အောက်ကလေးတွေကိုစစ်မှုထမ်းခိုင်းတာအစ်ရစမှုမှုအဖြစ်သတ်မှတ်ထားတယ်ပေါ့နော်။အဲ့လိုသတ်မှတ်ထားတာဖြစ်တဲ့အတွက်သူတို့အဖွဲ့တစ်ဖွဲ့ကနေပြီးတော့စုံစမ်းတဲ့နေရာမှာတက်မတော်ထဲမှာ၅နှစ်အောက် ကလေးငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအနေနဲ့စုဆောင်းထားတဲ့တပ်တွေတွေထွက်ပေါ်နေဆိုပြီးတော့သတင်းတင်ထားတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသားမှဖြစ်ပါတယ်15နှစ်အောက်ဆိုလို့ရှိရင်တော့တေချာပါတယ်တက်မတော်ကတော့လွတ်မှာပါတေချာပေါင်းလွတ်ပါတယ်15နှစ်အောက်နဲ့စစ်မှုထမ်းတပ်သားစုဆောင်းထားခြင်းလုံးဝမရှိပါဘူးကျွန်တော်တို့မျက်မြင်မှာရောကျွန်တော်တို့ကိုယ်တိုင်သိတဲ့အသည့်တွေမှာရောလုံးဝမရှိပါဘူး15နှစ်အောက်နဲ့တက်မတော်မှာစစ်မှုထမ်း တက်သားသည်စုဆောင်ထားခြင်းလုံးဝမရှိပါဘယ်လိုနည်းနဲ့မှစုဆောင်ထားခြင်းမရှိဘူးเนาะအဲ့တော့ဘယ်သူတွေထိမှလဲတကယ်တမ်းအဲ့ဒီအဖွဲ့တွေကတရားဝင်စစ်ဆေးတယ်ဆိုလို့ရှိရင်တကယ်စစ်မယ်ဆိုရင် PDF အဖွဲ့တွေသွားစစ်ပါ18နှစ်မပြည့်ဘဲနဲ့18နှစ်အောက်တွေ15နှစ်ပတ်ဝန်းကျင်တွေ15နှစ်အောက်တွေပြီးဝါးကိုသွားစစ်ပါနောက်ပြီးပလောင်တို့ဘာလို့စစ်ပါအချိန်ကြီးသွားစစ်ပါအဲ့တော့ပြောချင်တာက တချို့နေရာတွေမှာကိုကိုတိုင်ကိုအမိကိုကိုပြန်လှန်ချိုးနေတဲ့သူတွေအဖြစ်ဟိုကိုကိုကိုလုဆောင်နေကြတယ်အဲ့တော့ခေတ်သစ်မီဒီယာကအကြမ်းဖက်အားပေးတယ်အကြမ်းဖက်ထောက်ပံ့တယ်ဒီလိုမီဒီယာဖြစ်တယ်ဒါပေမဲ့လည်းသူတို့ကိုတိုင်ကိုအမိကိုပြန်နေနဲ့လုပ်ရက်တွေဒါလုပ်နေရပါဘောနော်ဆိုတော့အားလုံးလည်းသိပြီးသားဖြစ်လိမ့်မယ်နော်သူတို့တင်နန်းစင်းတဲ့ပုံရိပ်တွေမှာတက်လာတဲ့ဒီ PDF လေးတွေတိုင်းရင်းသားလက်နက်ကင်တွေကမှအဖွဲတော်တော်များများပါဘောနော် ဒါကျွန်တော်လည်းဒီတိုင်းသားလက်နက်ကိုင်ဒေသတွေရောက်ခဲ့ပူပါတယ်။သွားခဲ့ပူပါ။ဒါပေမဲ့အစိုးရနဲ့မကင်းတဲ့တိုင်းသားလက်နက်ကိုင်တွေအစိုးရရဲ့အုပ်ချုပ်မှုအောက်ကိုမဖောက်ပြန်တဲ့တိုင်းသားလက်နက်ကိုင်တွေမှာဒီလိုလုပ်ငန်းမလုပ်ကြဘူး။နော်။အဲ့တော့ဘသူတွေလုပ်လဲတော့တေချာသွတ်စစ်မယ်ဆိုရင်ဝါမှာရှိတယ်။ဝါမှာဘယ်နှစ်နှစ်ကနေစပြီးအကျုံးဝင်နေဆိုတာဆာဒေသန္တရဥပဒေရှိတယ်။အဲ့ဒါသွတ်စစ်မယ်ဆိုရင်စစ်လို့ရတယ်။စစ်ရဲရင်ပေါ့ဝါမှာသွတ်စစ်လို့ရတယ်။နံပါတ်1နံပါတ်2ချက်ကပလောင်မှာစစ်လို့ရတယ်။နံပါတ်3ချက်က တကယ်စစ်ခွဲ့ပေးလိုက်မယ်ဆိုရင် PDF တွေစီမှာသွားစစ်ပါနော်ဘယ်အရွယ်လောက်ထိကိုဝင်ခေါ်သွားလဲဟိုမနိုင်မနေဖြစ်နေတဲ့ကလေးတွေကိုစစ်တပ်နန်းတွေပေးနေတဲ့ပုံရိပ်တွေလူမှုကွန်ရက်မှာအများပြားရှိပါတယ်နော်ဘယ်အဖွဲ့ကလုပ်နေတယ်ဆိုတာအများကြီးတော့လုပ်စရာမလိုပါဘူးအဲ့တော့တပ်မတော်ကိုပဲပြစ်မှတ်ထားပြီးတော့ဒီကိစ္စကိုလုပ်မယ်ဆိုလို့ရှင်မှားသွားလိမ့်မယ်ကိုကိုကိုလည်းအရင်ဆုံးပြန်ပြီးသုံးသပ်ဖို့လိုမယ်ထင်တယ် နောက်တက်မတော်မှာဒီလိုဖြစ်စဉ်နေနောက်ပိုင်းမှာဒီကလေးစစ်သားနဲ့ပတ်သက်ပြီးတော့ရော်ဘားရေးကိုတောက်လျှောက်ဒါဖိအားပေးဆောင်ရွက်လာတာတွေ့ရတယ်ခုနပြောတဲ့15နှစ်အောက်ဆိုပိုလို့တော့မရှိသေးမဖြစ်နိုင်ဘူးဒီကိစ္စတက်မတော်အနေနဲ့ဘလို့မှမဖြစ်နိုင်ဒဏ္ဍာရီအဖွဲ့တွေအနေနဲ့ကိုကိုကိုပြန်ပြီးတော့တုံးသက်ရဲလာကိုကျင့်တုံးနေတဲ့မူကိုပြန်ပြီးအတုံးသက်ခံရဲလာဒါမျိုး အရင်ဆုံးမေးခွန်းထုတ်ရမှာဖြစ်တယ်။သူတစ်ပါးကိုတန်ပရက်နဲ့သွားတိုက်နေမှာစာကိုကိုကိုတော့အနည်းဆုံးတော့ကြက်မွေးလေးနဲ့တော့တန်ရှင်းရေးပြန်လုပ်တင်တယ်လို့ကျွန်တော်ထင်တယ်။နောက်တဲ့ရင်ကတော့ဒါထိုင်းနိုင်ငံထဲမှာမွေးရစီဝါဖမ်းမိတဲ့တဲ့ရင် ဖြစ်ပါတယ်။ထိုင်းနိုင်ငံထဲမှာလောက်ပူရီဘက်ကိုမောင်းသွားတဲ့ကားတစ်စီးကိုစစ်ဆေးတဲ့အချိန်မှာအိစရီဆက်မှာပေါ့နော်စစ်ဆေးတဲ့အချိန်မှာမွေးရစီဝါဆေးပြားပေါ့ WI ဆေးပြား၁၀တန်းလောက် ဖမ်းဆီးရမိခဲ့တယ်လို့သိရတယ်ဒီကားကလာအိုနယ်ဆက်ကနေပြီးတော့ထိုင်းနိုင်ငံအလဲပိုင်းမှာရှိတဲ့လော့ပူလီတဲကိုမောင်းဝင်တဲ့ကားလည်းဖြစ်ပါတယ်ဆိုတော့ဒီမွေးစီဝါဘယ်ကလာလဲဆိုတော့ကျွန်တော်လည်းမပြောတော့ပါဘူးအကုန်လုံးလည်း comment မှာဝိုင်းပြီးရေးကြမယ်တော့ကျွန်တော်ထင်တယ်နောက်တဲ့တင်တဲ့ဘုကတော့ပြီးခဲ့တဲ့ရက်တွေကဖြစ်ခဲ့တဲ့ဖြူးမြုံနယ်ဝဲတော့ရွာနော်ဝဲကြီးရွာတိုက်ပွဲဖြစ်စဉ်နေမှာပေါ့အဲ့ဒီဖြစ်စဉ်နေမှာတောင်ကျန်းသူအဖွဲ့တွေလာရောက်ပစ်ခတ်တယ်လာရောက်ပစ်ခတ်ပြီးတော့ လုံညိုအဖွဲ့ဝင်တွေလက်နက်ချခိုင်းတယ်ကျွန်တော်အစတည်းကလည်းပြောပြတယ်အချိန်မြင့်ပြန်ပြောပြတာလုံညိုတဖွဲ့ဝင်တွေကိုလက်နက်ချခိုင်းတယ်ဒါပေမဲ့မချဘူးပြန်ပြီးတော့တံမြန်တိုက်ခိုက်ခဲ့တယ်နောက်ဆုံးလေကြောင်းပစ်ကူတွေဘာတွေလာတဲ့အခြေအထိကိုတံမြန်တိုက်ခိုက်ခဲ့တယ်သူတို့ကလေရင်နဲ့ကျဲတာပဲပြောတယ်အင်အားအသာစီးလာတိုက်တာကြတော့မပြောဘူးเนาะအဲ့တော့လေရင်နဲ့ပြန်လေတိုက်ခိုက်တယ်ဒီလိုတိုက်ခိုက်ပြီးတဲ့အချိန်မှာထွက်ပြေးသွားတယ်ထွက်ပြေးတော့မှရွာသားတွေစကားနဲ့ပြောရင်ခွေးပြေးဝယ်ပြေးပြီးတာတံမှန်တော့ပြေးတာမဟုတ်ခွေးပြေးဝယ်ပြေးပြီးတာဒါရွာသားတွေပြောတာကျွန်တော်တို့ပြောတာမဟုတ်ဘူးအဲ့စကားနဲ့ကျွန်တော်တို့ပြောတာ ဆိုတော့အဲ့လိုပြီးသွားတယ်အဲ့လိုပြီးသွားတဲ့အချိန်မှာတို့ကဘာပြောလဲတက်ကအဖွဲတွေတို့က၄၅၆ရောက်တော့တို့ကဒါပြစ်နိုင်ခဲ့တယ်ပေါ့နော်ကြာဆုံးသွားတော့ပေါ့တက်မလို့သားတယ်ဒါပေမဲ့တကယ်မြေပြင်မှာအဖြစ်စင်မရှိဘူးနောက်တစ်ချက်အချက်ပါအဘီမီဒီယာဒီမှာဘလို့လွှင့်နေလဲဆိုတော့ဒီတိုက်ပွဲဖြစ်စင်မှာဒဏ်ရာရသွားတဲ့လူနာတွေကိုဒီ pride အသင်းတွေကသွားတည်လို့မရဘူးလူမှုကွန်ရက်အသင်းတွေကသွားတည်လို့မရဘူးလို့တို့ကပြောတယ်ဆိုတော့မှန်တယ်ကျွန်တော်အနေနဲ့ဆိုရင်လည်းတည်ခွင့်ပြုမှာမဟုတ်ဘူးတပူပေါ်တပူဆင့်ပြီးတလောင်းပေါ်နှလောင်းဆင့်ကုန်မှာအကုန်လုံး ဆိုတော့ဒီဘက်ချမ်းမှာအစိုးရထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့အတွက်အကုန်လုံးလည်းခုဆေးရုံရောက်သွားပြီနော်စုစုပေါင်းဒေသခံပြည်သူတုံမှုတွေဆုံးပြီးတော့25ဦးထိခိုက်ဒဏ်ရာရရှိတဲ့အကုန်လုံးနိုင်ငံတော်ကဆေးရုံတင်ထားတဲ့အကုန်လုံးဆေးကုသမှုခံယူနေပြီဆိုတော့ဖြစ်သွားမှာပါအားလုံးကအစိုးရထိန်းချုပ်ထားတဲ့ဒေသမှာဒီလိုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘာမှစိတ်ပူစရာမရှိသူကလည်းသူပြီးသွားလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့လူမှုရေးအသင်းတွေကိုဝင်ခွင့်ကန့်တတ်ထားတယ်ဆိုပြီးတော့တရင်နေဝါရားဖြစ်နေကောလာတယ်မသိလို့ရှိရင်ပြည်သူတွေကိုပဲဒီတိုင်း ဖြစ်ချင်ရာဖြစ်ဒုက္ခရောက်စီဆိုပြီးတော့ပြစ်ထားတဲ့သဘောမျိုးနဲ့သူတို့ကရေးသားကြတယ်တကယ်တမ်းတော့မဟုတ်ဘူးဝင်သွားတဲ့ဒီလူနာတင်ရင်ဒီနောက်မှားရင်းပြစ်ခတ်မိတာတွေပါဖြစ်လို့ရှိရင်ဘယ်လိုလုပ်ကြနော်ဒီလိုဖြစ်စဉ်မျိုးမဖြစ်အောင်နောက်တစ်ခုကလက်နက်ကင်တောင်းကျမ်းသူတွေဒီလူနာတင်ရင်သုံးတယ်ဘုံကြီးကြောင်းကဘုံကြီးကသုံးတယ်အမျိုးမျိုးသောရင်တွေနဲ့လာတာဖြစ်တဲ့အတွက်ရန်သူမိတ်ဆွေမခွဲခြားနိုင်မှာဆိုလို့ပေးမဝင်လို့ကန့်သက်ထားတာလည်းဖြစ်တယ်အဲ့တော့အချိန်တန်လို့ရှိရင်တော့အတက်နိုင်ဆုံးအတက်ကယ်လို့မိအောင် ပြည်သူလူထုကိုပြန်ပြီးကဲတင်မှာပဲပြန်လုံးမှာပဲဗာနာနိုင်ငံတက်မတော်လीအဲ့တော့အဲ့လိုမျိုးဆွဆွဲချက်တွေကတကယ်တမ်းမြေပြင်မှာတော့အတုံးမဝင်ပါဘူးတကယ်တမ်းတော့ဒါအလုံးမဖြစ်ဘူးเนาะတိုက်ပွဲဖြစ်စဉ်တွေမှာဝင်ရောက်ပြီးတွက်ကဲဖို့အတွက်တို့လည်းအဲ့လောက်ထိအစင်နေဖြစ်မနေဘူးအဲ့ဒီအတွက်တော့တို့ကြိုတင်လေ့ကျင့်ထားတာမရှိလောက်ဘူးနဲ့တူပါတယ်နောက်တစ်ခုကတော့ဒီသတင်းဌာနတစ်ခုကရေးထားတယ်ဗောနော်အဲ့ဒါ ARD မှာအရှုံးပေါ်နေတဲ့စစ်တပ်ကအစင်လာမပြတ်တဲ့ပြည်သူတွေကိုပြစ်မှတ်ထားတတ်နေဆိုပြီးဒီလိုသတင်းထုတ်ပြန်ထားတာရှိတယ် ဆိုတော့ကျွန်တော်အစတော့ကျွန်တော်ပြောဘူးတယ်ဒီအမြောက်တက်ကိုလာပစ်တဲ့အချိန်မှာ ပေါက်တူးနဲ့စတက်လာအဲ့ဒီသူတွေအများစုဒီ NLD ပါတီဝင်တွေဖြစ်တယ် AA နဲ့ PDF ARD ကိုစဝင်တဲ့အချိန်မှာရွာတွေကိုအတင်းဝင်ပြီးစီးဝင်းလိုက်ဆင်းတယ်သူတို့ဘက်ကိုပါမယ်ထင်တဲ့လူအကုန်လုံးကိုစစ်တင်တဲ့ရက်တို့ပေးတယ်တနက်ရှိရှိမရှိရှိဝင်တိုက်ဆိုပြီးတော့မင်းတို့ဟိုကအဲ့လောက်တော့မလုံရဲပါဘူးဆိုပြီးမြောက်ထိုးပင့်ကိုလှုပ်ပြီးတော့သူတို့ဘက်ကိုပါမယ်ထင်တဲ့သူတွေအကုန်လုံးကိုအဲ့လိုလှုပ်တယ်ဒါကတကယ်ဖြစ်သွားတယ်ဖြစ်စင် ဲ့တော့တကယ်တမ်းတမတော်ကလိုက်လေရှင်းရောတည်ရဲ့သူတွေထဲမှာအရသာဝုစုံနေတဲ့စစ်ယူနီဖောင်းလည်းမပါဘူး။အဲ့ဒီအမြောက်တပ်၃လေးလေးဘေးကရှိတဲ့တချို့ရွာတွေဆိုလို့ရှိရင် NDD အကုန်လုံးက AA နဲ့ PDF RB တွေအများစုဖြစ်တယ်။သူတို့ကိုယ်တိုင်ကရက်တိုစစ်တင်တန်းတက်ထားတယ်။ဒါအားလုံးနေမြေမှာရှိတဲ့သူတွေအားလုံးသိတယ်။နော်အဲ့တော့တကယ်တမ်းလိုက်ရှင်တော့မှပြည်သူထိပါတယ်ဆိုပြီးတော့ပြောလို့ရှင်တော့ဒါလွန်တယ်တတိတင်ဆက်တဲ့ခါကျလို့ရှင်မြတ်မြတ်တတတင်ဆက်ရမယ်တမတော်ကကြားတယ်ဆိုကြားတယ်တပုံကြားတယ်ဆိုကြားတယ် ပြည်သူထိခိုက်တယ်ဆိုထိခိုက်တယ်ပေါ့အဲ့ဒီမှာမှတပုံကနေပြီးတော့ပြည်သူရောင်ရောင်တောင်းကျမ်းသူရောင်ရောင်နဲ့เนาะအရက်သားဝတ်စာတွေဟုတ်ပြီးတော့တက်မတော်စခန်းတွေဝင်တိုက်လို့တည်တဲ့ခါကျတော့မှပြည်သူဆိုပြီးသွားလို့လို့ရှိရင်ကျွန်တော်တို့ကဒါကတော့မတရားဘူးမမျှတဘူးဒီလိုပဲသုံးသပ်ရမှာနောက်တဲ့တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီပြည်ခိုင်ပြိုးပါတီကဘဟုအလုံးမှုဆောင်ကော်မတီဝင်ဒေါက်တာအောင်မြတ်ဦးပြောတဲ့စကားပေါ့ကျွန်တော်လည်းဒီအင်တာဗျူးလေးကြည့်ပြီးတော့နည်းနည်းလေးအဲစိတ်ထဲထင့်သွားလို့ပေါ့အဲ့ဒါကဘာလဲဆိုတော့ ဒီအခုတိုက်ပွဲတွေဖြစ်နေတယ်သူပြောတဲ့စကားတိုက်ပွဲတွေကြောင့်ပြည်သူတွေကပဲပြင်းပြင်းထန်ထန်ထိခိုက်တယ်ဆိုမှန်တယ်เนาะဒါကျွန်တော်တောက်လျှောက်ပြောခဲ့တဲ့စကားလည်းဖြစ်တယ်ဒါကျွန်တော်သူ့အင်တာဗျူးရဲ့အနှစ်ချုပ်ကို popular မှာတဲ့အင်တာဗျူးလုပ်ပြီးကောက်ထားတာကျွန်တော်ကောက်လို့ချက်ကျွန်တော်ပြောပြပါမယ်ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့အပြင်ကဖိအားတွေကဥတီတာတစ်ခုဖြစ်တယ်เนาะအမတိုက်ပွဲဖြစ်တာဘယ်ရည်ရချက်လဲတက်မလို့တိုက်ဖို့လားအဲ့တော့တက်မလို့တိုက်ဖို့ဆိုတက်မလို့ပဲတီးတန်းတိုက်เนาะအဲ့တော့ဥတီချက်ကတစ်ခု ဒါပေမဲ့ပြင်းပြင်းထန်ထန်ထိခိုက်နေတာပြည်သူတွေဖြစ်တယ်။မကျွန်တော်လည်းပြည်သူတွေရဲ့ပြည်သူပါတဲ့လက်နက်ကင်တိုက်ပွဲဆိုတာရည်ရွယ်ချက်အမျိုးမျိုးနဲ့ဖြစ်နေတာ။ဘယ်အဖွဲ့ကဘာလို့ရည်ရွယ်မှန်းသိအောင်စပွဲဝိုင်းပေါ်ရောက်လာအောင်လုပ်ရမယ်။ဒါသူပြောတဲ့စကားရှင်းတယ်။ကျွန်တော်တို့ဘယ်နိုင်ငံရေးပြဿနာကမှလက်နက်ကင်ဆွဲပြီးတော့တိုက်ပွဲဝင်ပြီးတော့အပြည့်ထွက်မလာဘူး။ဘယ်နိုင်ငံမှမမထွက်လာသလိုဘယ်မှမှတာရကမရှိဘူး။အဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းဟိုယူယူမမိုက်ကလေးတွေနော်ဂျန်စီလေးတွေဟို လက်နက်တွေတက်ဆင်ပေးပြီးတော့အတင်းအာဓမတိုက်မရမယ်ပြုတ်မရမယ်ဆိုပြီးတော့ရွေချက်ကတခုတည်းရွေတယ်နော်အဲ့တော့တမတော်ကတိုက်တာတမတော်တိုက်တာတည်တယ်အဲဒါပေမဲ့တကယ်တမ်းထိခိုက်တာပြည်သူထိခိုက်တယ်နော်ပြည်သူတိုင်ရိုက်ထိခိုက်တယ်ပြည်သူစာဝန်တွေရေးထိခိုက်တယ်အသက်အိုးအိမ်စီးစိမ်ကိုချိတ်ချောက်မှုရှိတယ်ဘာကြောင့်လဲမနေ့ကကျွန်တော်တင်ဆက်ခဲ့တဲ့နိုင်ငံတိုက်ပွဲနော်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့ဒီလေးမျက်နှာ ပြည်သူတွေကိုအမိတဟဲပြုတ်ပြီးတော့တက်မတော်ကိုစည်ရေးဖော်ဆောင်နေတဲ့ရွေးကပြည်သူပဲထိခိုက်နေမှာပဲ။နောက်ပြီးပြည်သူလူထုရဲ့ဒီကုံတယ်မှုเนาะကုတန်းတော်လာမှုဒီလိုအရာတွေလက်မဆက်သွေးရေးတွေဖြတ်တောက်တယ်။ပိတ်ပင်တယ်။ဒီတိုက်ပွဲတစ်လျှောက်လုံးမှာကျွန်တော်တို့မြင်ခဲ့ရတာနေဆက်ကုံတယ်ရေးတွေအကုန်လုံးဖြတ်တောက်တယ်။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ပြည်ထဲမှာနေတဲ့ပြည်သူတွေကပဲဒုက္ခရောက်သွားတာ။တက်မတော်ကသူ့အနေနဲ့သူ survivor ဖြစ်တယ်။အေးဆေးပဲ။ဘာမှမဖြစ်ဘူး survive ဖြစ်တယ်။ဘယ်လိုအုံနောက်နဲ့ဒီလိုလုံးနေတာလဲ။ဒါတွေကဒီမှာဖြည့်ရှင်းလို့မရဘူးဆိုတာ သိရမယ်အဲ့ဒါကိုဥဆောင်နေတဲ့ဟိုမရောက်ဒီမရောက်နိုင်ငံရေးသမားတွေနော်သူတို့ကိုယ်တိုင်မြှောက်ပေးပေးခဲ့တာဒါပေမဲ့တကယ်ထိခိုက်သွားတာပြည်သူပဲနိုင်ငံရေးနဲ့ပတ်သက်တဲ့အရာအလုံးကစပွဲဝိုင်းမှုမှာပဲမပြီးဆုံးဘူးဆိုလို့ရှိရင်ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဘယ်တော့မှလည်းပြီးဆုံးမှာမဟုတ်ဘူးကိုအရင်တော့ဘာကဘာလက်ထက်တုန်းကနော်ဒီတက်မတော်အစိုးရဘက်ကအချင်းချင်းခေါ်ပြီးညှိနှိုင်းတယ်။နော်ဒါမဲ့အဆင်မပြေနောက်ဆုံးတော့အပြုတ်တိုက်လိုက်တယ်။အဲ့တော့မှပြီးသွားတယ်။အဆုံးတက်သွားတယ်။ အဆုံးမတက်သေးဘူးအဲ့ဒီလက်နက်ကင်တွေကိုထက်ပြီးတော့တက်ဆိုးရှည်အောင်လုပ်နေသေးပြီးတော့မငြိမ်းချမ်းဘူးအဲ့တော့နီးလန်းကနှစ်လန်းမှရှိတယ်အဲ့ဒီလက်နက်ကင်တောင်းချမ်းသူတွေဒီမြေပေါ်မှာမရှိတော့မှဒါမှမဟုတ်လို့ရှိရင်စပွဲဝိုင်းပေါ်ကိုရောက်လာပြီးတော့ငြိမ်းချမ်းရရတော့မှဒီကိစ္စကပြီးဆုံးသွားမှာဖြစ်ပါတယ်နောက်တဲ့တင်းဘိုးကကျွန်တော်တို့ဒီမင်းလာတဝိုက်ဖြစ်စင်နေပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒါမင်းလာမှာစစ်ကွင်းဂိတ်မှာတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တော့ ဲမှာလူညိုတဖုတ်ဝင်အချို့ထိခိုက်မှုကြဆုံးမှုရှိတယ်ကျွန်တော်တရင်ရတယ်အဲ့ဒီတိုက်ပွဲဖြစ်စဉ်မှာ PDF အင်အား3-5000လောက်သုံးပြီးတော့ဒီစစ်ကွင်းကဂိတ်လေးစစ်စေးဂိတ်ဝန်းကျင်လေးလာတိုက်တယ်တိုက်တဲ့ချိန်မှာတိုက်ပွဲဖြစ်သွားတယ်တိုက်ပွဲဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဆက်ဖြစ်လဲဆိုတော့အဲ့တောင်ပေါ်တက်ပြေးတယ်တောင်ပေါ်တက်ပြေးတဲ့ချိန်မှာတောင်ပေါ်လိုက်ရှင်တယ်တောင်ပေါ်မှာလိုက်ရှင်တဲ့တောင်ပေါ်ကရွာတွေကိုခိုးတယ်ရွာသားတွေပြေးသွားပြီရွာတွေကိုခိုးတယ်အဲ့ဒီချိန်မှာ PDF ပေးတဲ့တည်င်းဌာနတွေကဘယ်လိုတွေတင်လာလဲစစ်တပ်ကမင်းနဒီ တောင်ပေါ်ကတော်ရရရွာတွေပေါ့နော်အဲ့ဒီရွာတွေကိုမီးရှို့ဖျက်ဆီးနေတယ်ဆိုပြီးသတင်းတွေတင်တယ်အဲ့ဒီသတင်းတွေကိုဘသူကပေးတာလဲဆိုတော့ PDF တွေကပေးတာဘာကြောင့်အဲ့လိုပြောရတာလဲကျွန်တော်တို့မှအချက်လက်ရှိပါတယ်ပြတာက PDF တွေကအဲ့ဒီကိုမပြေးခင်တည်းကအဲ့တောင်ပေါ်ရွာတွေရဲ့ရွာအဆက်တွေမှာနော်ရွာရဲ့အဝတွေမှာရွာရဲ့နေရာအချို့မှာယာယီတဲပုံစံမျိုးတွေလုတ်ပြီးတော့နေကြပါတယ်စကန်းဆောက်ပြီးနေကြပါတယ် အဲ့ဒီနေတဲ့နေရာတွေအကုန်လုံးကသူတို့လာဆင်းတိုက်တဲ့ချိန်မှာဟောင်းလောင်းကြီးကျန်ခဲ့တယ်။ပြန်တိုက်လွတ်ထွက်ပြေးတဲ့ချိန်မှာလည်းအဲ့ဒီရွာတွေတဲကိုဝင်ခိုးပြီးတဆင့်တဆင့်ပြေးတာအခုမင်းသားစစ်ကွင်းဂိတ်ကိုဝင်တိုက်နေတဲ့ PDF ဖွဲ့ကြီးလုံးဝလုံးဝတစားစီပြိုကွဲသွားပြီးတနရာစီရောက်သွားကြပြီတချမ်းစီပြေးကုန်ပြီဒါကျွန်တော်တို့နောက်ဆုံးရထားတဲ့တရေမယ်အဲ့တော့အဲ့ဒီတဲတွေယာယီတဲတွေသူတို့ဆောက်ခဲ့တဲ့ရွာထိပ်တွေရွာထိပ်တွေမှာအဲ့ဒီတဲတွေစခန်းတွေအကုန်လုံးကိုလုံခြုံတပ်ဖွဲ့ကနေမိရှုဖျက်ဆီးခဲ့တာဖြစ်တယ်ရွာသားတွေရဲ့အိမ်တွေကိုဖျက်ဆီးတာမဟုတ်ပါဘူးရွာသားတွေရဲ့အိမ်တွေကိုမိရှုတာလည်းမဟုတ်ပါဘူး နော်ရွာသားတွေရဲ့အိမ်ကတက်တက်သူတို့ရဲ့အဲ့ဒီတဲတွေကတက်တက်အဲ့ဒါကိုဓာတ်ပုံရိုက်ပြီးတော့ဒီဘက်ကိုပို့တယ်နော်ဒီ PDF အပိမီဒီယာတွေကလည်းအုံနောက်လည်းမရှိဘူးဒေသန္တရပုဒ်ရလည်းမရှိဘူးတရင်ချင်းမြစ်လည်းမရှိဘူး PDF တွေတင်ပြတဲ့တရင်တစ်ခုတည်းကိုပဲတရင်လုတ်ပြီးတော့ရွာသားတွေရဲ့အိမ်တွေကိုမိရှို့တယ်ဆိုပြီးတရင်ပြန်ပေါ်ပြတယ်အဲ့တော့ကောင်းမကောင်းအဲ့ဒီတရင်တွေကစစ်မှန်ကြီးမစစ်မှန်ချင်းသူတို့သိလားကျွန်တော်တို့ရထားတဲ့တရင်ကတော့ဒေသခံပြီးတဲ့တရင်ပဲကျွန်တော်တို့ပြောရှင်းတယ် နော်ကျွန်တော်ရထားတဲ့တင်ကဒေတာခံပြီးတဲ့တင်ပဲအဲ့ဒီအတော့နော်မင်းလှတောင်ပေါ်မှာလူမျိုးကြီးတစ်ဖက်ဝင်တွေကလူနေအိမ်တွေကိုမီးရှို့နေပါတယ်ဆိုတဲ့တင်ကတင်အမားပါလို့ပြောချင်တယ်အဲ့ဒါအချက်လက်ထောက်ထားနဲ့ကျွန်တော်ပြောပြီးအဲ့ဒါကကျွန်တော်အချက်လက်ထောက်ထားနဲ့ကျွန်တော်ရှင်းပြီးပြောတာဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်ဒီမင်းလှမှာစတဲ့ညောင်းနေပိတ်ထားရတယ်ဆိုပြီးတော့ဝါရဖြတ်တာလည်းရှိနေပါသေးတယ်ဆိုတော့မင်းလာမျိုးနယ်ထဲမှာအခြေခံပညာကျောင်းတွေဖိတ်ထားရတယ်ဆိုတာလုံးဝမဟုတ်ပါဘူးမင်းလာမျိုးနယ်ထဲမှာ အထက်ကကြောင်း12ကြောင်းရှိတယ်အလကကြောင်း36ကြောင်းရှိတယ်အမကကြောင်း109ကြောင်းရှိတယ်စုစုပေါင်း155ကြောင်းရှိတယ်အဲ့ဒီထဲမှာအမကစားကြောင်းလေးရယ်အမကကွယ်ကျုံကုန်းလို့ပဲပိတ်ထားပြီးတော့ကြံတဲ့ကြောင်း153ကြောင်းလုံးဖွင့်ပါတယ်ကြောင်းတွေမပိတ်ပါဘူးဒါလည်းအချိန်နှီးကြောင်းကြောင်းကြောင်းပိတ်ထားတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်တိုင်းရင်းသားတွေနေထိုင်တဲ့ Energy Data မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က အခုံဆိုပြီးတော့စက်ကြီးတွေအတမာကောက်ခံနေတယ်လို့သိရပါတယ်။ခချင်းပြည်နယ်မုံညမြို့နယ်ထဲမှာရှိတဲ့ချက်နီတိုင်းသားတွေနေထိုင်တဲ့အင်းတော်ကြီးဒေသမှာအင်းတော်ကြီးကနေပြီးတော့ဖားကန်းကိုတက်တဲ့လမ်းညောင်မင်ဂိတ်မှာ KIA PDF အဖွဲ့ဝင်တွေကပြည်သူလူထုစီကစက်ကြီးတွေကိုအတမာကောက်ခံနေတယ်လို့ဒါခကြီးတော်ပြည်သူတွေကပြောပါတယ်။အဲ့ဒီစက်ကြီးကောက်တဲ့နေရာမှာ ပြည်သူတယောက်ကို1000ခွဲနှုံးပေးရပြီးတော့ဖြတ်သန်းဒေါ်လာကအနေနဲ့ဆိုင်ကယ်တစ်စီးဆိုရင်3000နဲ့5000ကြားပေးရပါတယ်။အိမ်စီးကားတစ်စီးဆိုလို့ရှိရင်တော့တသိန်းကနေ5သိန်းကြားဓမြတိုက်လူယူနေတယ်လို့သိရပါတယ်။နောက်တဲ့တဲ့ဘုကကျွန်တော်တို့ထိုင်းတဲ့ရင်ဖြစ်ပါတယ်။ဒါကတော့အလေလောက်မှထည့်လိုက်တာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဖီလုံနဲ့ရှင်နာဝါရှာကိုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေပြီးတော့ယာယီယာဒူးဆိုင်ငံ့ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။အတိုက်ခံပါတီမက်ဒီကတင်ခဲ့တဲ့ အဆိုကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေပြီးတော့ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်ဝန်ကြီးချုပ်ပေထွန်နယ်ရှင်နာဝတ်အနေနဲ့15ရက်အတွင်းပြန်လည်ခြေပနိုင်တယ်လို့ခုံရုံးကပြောပါတယ်ဆိုလက်ရှိအချိန်မှာတော့ထိုင်းရဲ့ဒီကုသန်းရောင်းဝယ်ရေးဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့သူတို့ကိုဆက်ပြီးတော့ဒါဝန်ကြီးချုပ်နေရာမှာယာယီခန့်အပ်ထားပါတယ်ဝန်ကြီးချုပ်ပေထုံထံအနေနဲ့လက်ရှိအချိန်မှာအစိုးရဖွဲ့တွေမှာဆက်ရှိနေဖို့အတွက်အစိုးရဖွဲ့တွေကဝန်ကြီးတက်နေရာကိုသူကရယူထားတာဖြစ်ပါတယ် ဒါအပြင်ဝန်ကြီးချုပ်ပေတုံတန်ကဒီဆုံးဖြတ်ချက်ထွက်ပြီးတာနဲ့ဝန်ကြီးချုပ်အင်ယာကနေပြီးတော့ထွက်ခွာသွားပြီလို့သိရပါတယ်။ထိုင်းနဲ့ဆက်ဆက်တဲ့သတင်းတစ်ခုထပ်ပြောရမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့ပုဂ္ဂလိကဘဏ်အချို့မှာဖွင့်ထားတဲ့ဒါမြန်မာနိုင်ငံသားတွေရဲ့ဘဏ်အကောင့်တွေကိုထိုင်းအစိုးရကပိတ်သိမ်းခိုင်းတဲ့အတွက်ဒါဆက်ပြီးတော့ပိတ်သိမ်းနေတယ်လို့သိရပါတယ်။ဒီထိုင်းဘဏ်တွေကဒါမြန်မာနိုင်ငံသားအများစုတွားရောက်ပြီးဖွင့်လှစ်တာ တောက်လျှောက်ရှိခဲ့တယ်ပေါ့နော်အဲ့ဒီအပြင်ကမှပြည်တွင်းကျန်းပတ်မှုတွေလှုပ်ဆောင်တဲ့အဖွဲ့တွေနောက်ပြီးလို့ရှိရင်ထိုင်းမှာတရားမဝင်စီးပွားရေးလုတ်ကင်နေဥမာထိုင်းကိုအခုမဆောင်မနဲ့လုတ်ကင်နေသူတွေနိုင်ငံတကာနိုင်ငံကြီးထောက်ပံ့မှုတွေထိုင်းကနေတစ်ဆင့်စီးဆင်းပြီးတော့ဒါ ပြည်တွင်းမှာလုတ်တဲ့အကြမ်းဖက်မှုတွေကိုလှုပ်ဆောင်တာတွေကတောက်လျှောက်ရှိခဲ့တယ်။အဲ့လိုရှိခဲ့တဲ့အချိန်မှာပဲဒီငွေမဲခေါ်ဝါချမှုပြဿနာတွေကလည်းထိုင်းနိုင်ငံမှာအများကြီးဖြစ်ခဲ့တယ်။ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံကဒါနဲ့ပတ်သက်ပြီးတော့အရေးကြီးလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ကြားပြည်နယ်မိုးပြဲမြို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေနေမြေရှင်းလင်းနေတာခုဆိုလို့ရှိရင်မိုးပြဲမြို့မဆေးကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအပီးတိုင်ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ဒီတိုက်ပွဲဖြစ်စဉ်မှာမြို့မဆေးပတ်ဝန်းကျင်မှာအခြေချပြီးတော့ခုခံနေတဲ့ ကရားပီဒီရဲ့အလောင်း၅လောင်းလက်နက်မျိုးစုံ၄လက်ဆက်ဆက်ခဲရန်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကလည်းဗဝေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်ပေါ့မြို့နယ်နဲ့အဆက်မှာရှိတဲ့မကြီးသုံးမင်းရွာနာကတာကြီးတောင်ရင်းနှံမြေစခန်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒါပြန်လည်ထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။အဲ့လိုပဲစကိုင်းတိုင်းဒေသကြီးရှေပုံမြို့နယ်ဟင်းသာကြီးပြည်သူ့စစ်စခန်းပေါ့နော်အဲ့နေရာကို PDF ဘူပေါင်းအင်အားအဖွဲ့ဝင်တွေအတားစီရယူပြီးတော့တင်ပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလူညွှန်းတဖွဲ့ဝင်တွေနောက်ကနေလိုက်လံရှင်းလင်းနေပြီးတော့ PDF တွေဘက်ကဒါထိခိုက်ပြေဆုံးမှုများပြားနေတယ်ဆိုတဲ့သတင်းကျွန်တော်တို့ရထားပါတယ်။ဒီပြည်သူစစ်ကိတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာပြည်သူစစ်9ဦးလက်ချဆုံးပြီးတော့လူညွှန်းတဖွဲ့ဝင်2ဦးအပြစ်မဲ့ပြည်သူအချို့ထိခိုက်ပြေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ9ဦးကိုလည်း PDF အဖွဲ့တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။နောက်တဲ့တင်းတဲ့ဘုတ်ကတော့ကိုဗစ် -19 ရောဂါနဲ့ပတ်သက်ပြီးတော့တခွဲအတီးပြူလူနာသည်16ဦးထပ်မံတွေ့ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဇွန်လ22ရက်နေ့ကနေပြီးတော့ဇွန်လ29ရက်နေ့အထိတခွဲနမူနာ2314ဦးကိုစစ်ဆေးခဲ့တဲ့အချိန်မှာကိုဗစ် -19 ရောဂါဒါအတီးပြူလူနာသည်16ဦးကိုတွေ့ရှိခဲ့ရတယ်လို့ကျမယုံကြည်ဌာနကထုတ်ပြန်ထားပါတယ်။နောက်တဲ့တင်းကတော့ဒီရက်ပိုင်းမှာတက်မတော်ဟာ တပိတ်ကျင်ဒေတာကိုနေမြရှင်းလင်းရေးတွေစက်တိုက်လုဆောင်နေပြီးတော့9မိုင်6မိုင်ဒီဒေတာတွေကိုတင်ပိုက်ခဲ့ပြီးဖြစ်ပါတယ်ဒီနေရာတွေကအရင်က TNL နဲ့ PDF ထိန်းချုပ်ထားတဲ့ဒေတာတွေဖြစ်ပါတယ်မန်လီ PDF နဲ့ TNL ဖွဲ့ဝင်တွေကအခုဆိုလို့ရှိရင်ဒါနောက်ဆုတ်ထားရပြီးတော့9မိုင်ရွာမှာဒါအခြေချနေတယ်လို့သိရပါတယ်ရှေ့ဘက်မှာသူတို့ထိန်းချုပ်ခဲ့တဲ့နေရာတွေကိုလုံညွိတဖုတ်ဝင်တွေရဲ့နေမြရှင်းလင်းမှုကြောင့်လက်လွတ်ခဲ့ရတယ်လို့လည်းသူတို့ကိုယ်တိုင် ဒါသူတို့အားပေးတဲ့မီဒီယာတွေမှာဖော်ပြထားတာရှိပါတယ်။နောက်သတင်းတွေဘောကတော့ကျွန်တော်မျိုးနယ်တော့တတ်မပြောသေးပါဘူး။ဒါပေမဲ့ကျွန်တော်ကဒါပြောလာတဲ့ကိစ္စရှိတယ်။အဲ့ဒါကတော့စိုက်ပန်ကိစ္စပေါ့။စိုက်ပန်ကိစ္စကတနိုင်ငံလုံးနီးပါးထုတ်ပေးနေတယ်။ဒါတအီကောက်ကိုတသိန်းခွဲနှုံလို့ကျွန်တော်တို့ပြောပါတယ်။ဒါပေမဲ့ကျွန်တော်သိထားတဲ့ကိစ္စတစ်ခုရှိတယ်။အဲ့ဒါက ဒီပုံစံခွန်ကိစ္စဖြစ်ပါတယ်ပုံစံခွန်မှာအဖေနာမည်နဲ့ပေါက်တယ်ဆိုလို့ရှိရင်ဒါအဖေမရှိတော့လို့ရှိရင်ဒါပိုင်ဆိုင်မဲ့သူတယောက်ကိုတရားပေါက်လွဲပြောင်းအောင်မှာဖြစ်ပါတယ်မလွဲပြောင်းလို့ရှိရင် तू ကစိုက်ပံထုတ်လို့မရဘူးပေါ့နော်အဲ့ဒီတော့ဘာဖြစ်နေလဲဆိုတော့မြေစင်းရုံအချို့မှာနော်မြေစင်းရုံအချို့မှာကျွန်တော်ပြောထားတဲ့ဒါဖုန်းပြောထားတဲ့သူတော့ရှိတယ်ဒါပေမဲ့ကျွန်တော်လည်းပြန်ရှာရအောင်မှာမြေစင်းရုံအချို့မှာဒီစိုက်ပံ ဒီပုံစံခွန်ကိုနာမည်ချိန်းတာကတေအေကောင်နှစ်သိန်းဝန်းကျင်ဒီပေါက်နေတယ်ဆိုတော့ဈေးတွေလည်းဒါထွက်ပေါ်နေတယ်အဲ့ဒီအတွက်စိုက်ပန်ထုတ်လို့မရတဲ့ပြည်သူတွေရှိတယ်နာမည်မချိန်းရလို့စိုက်ပန်မထုတ်ရသေးဘူးနာမည်သွေးချိန်မှုကြပြန်တော့လေတေအေကောင်နှစ်သိန်းဝန်းကျင်ဒီပေါက်နေတဲ့ခါကျတော့အဲအဆင်မပြေဘူးသွားထုတ်မှတသိန်းခွဲရမှာတေအေကောင်နှစ်သိန်းဝန်းကျင်နဲ့နာမည်ချိန်းရမယ်ဆိုတော့တိတ်တော့အဆင်မပြေနေဘူးအဲ့ဒီအတွက်အဲဒါလေးကိုတော့ပြည်သူလူထုငဲ့ညာတော့အဖြစ်စနစ်တကျလှုပ်ဆောင်ပေးပါလို့အဲသူတို့ကတောင်းဆိုလာတာဖြစ်ပါတယ်အဲ့ဒီအတွက် ်တက်ဆိုင်ရာဌာနတွေအနေနဲ့တော့ပြည်သူလူထုငဲညာသောအဖြစ်ဒီစိုက်ပံကာလလေးအမိနာမည်မချိန်ရသေးတဲ့သူတွေကိုစနစ်တကျနာမည်ချိန်မှုတော့ကုန်ကြစည်တက်တာဆိုတာနဲ့စနစ်တကျနာမည်ချိန်မှုဒါလှုပ်ဆောင်ပေးကြပါလို့မြစ်တာရဲ့ခန့်ချင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါသူ့အလူမလိုက်လို့ရှိရင်ဒလန်ဖြစ်တယ်ဆိုတဲ့ကိစ္စပေါ့နော်ကျွန်တော်နိုင်ငံမှာဒီနိုင်ငံကြီးဖြစ်စဉ်တွေပြီးတဲ့အချိန်မှာဒါအများအားဖြင့်ကျွန်တော်တို့တသားသားပြောနေရမယ့်ကိစ္စပေါ့အကုန်လုံးဒလန်ဆွဆွဲခံရတဲ့ကိစ္စတွေပေါ့နော်အဲ့တော့ မကွေးတိုင်းဒေသကြီးမင်းနှုံမြို့နယ်ထန်းချောင်းနေရွာမှာအမျိုးသမီးငယ်2ဦးတပ်ဖြတ်ခံခဲ့ရပါတယ်ဒီအမျိုးသမီးငယ်2ဦးကတယောက်ကအသက်28နှစ်ရှိပြီးတော့တယောက်ကအသက်18နှစ်ပဲရှိပါသေးတယ်သူတို့နှစ်ယောက်ကညီအစ်မတွေဖြစ်ပါတယ်အသက်28နှစ်ရှိတဲ့ဒေါ်စနာဝင်းရဲ့အသက်18နှစ်ရှိတဲ့မတ်ချော်ရတနာပေါ့နော်သူတို့နှစ်ယောက်ကိုတပ်ဖြတ်သွားတာဖြစ်ပါတယ်ဆိုတော့လူငယ်ပိုင်းလေးတွေစပင်လေးတွေဆေးဆိုးထားတယ်အသက်ခံလိုက်ရတယ်တတ်သွားတဲ့သူတွေကတော့ပီဒီအက်တွေပဲဖြစ်ပါတယ်ဆိုတော့လူမှုကွန်ရက်ဒီမှာတည်င်းတစ်ခုအရာပေါ့နော် မြေပြင်သတင်းအမှန်ကမင်းတို့မျိုးအဲ့ထင်းချောင်းတင်ရွာဘက်မှာဖြစ်ခဲ့တဲ့မျိုးသမီးနှစ်ဦးရဲ့ကိစ္စကဒလန်ကိစ္စမဟုတ်ဘူး PDF တွေကတော့ဒလန်ရှင်းလေးရေးဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ရှင်းသွားတယ်ဒါပေမဲ့တမီးစားကိစ္စကိုမကျေနပ်လို့ဇွန်လ29ရက်နေ့က USBA ပေါ့နော် United State Burma Army ဆိုတဲ့ PDF အဖွဲ့က6ရောက်လောက်လာပြီးတော့ပြစ်တက်သွားခဲ့တာဖြစ်ပါတယ် တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ PDF တွေကထုတ်ပြန်တာကတော့သူတို့အနေနဲ့ဒလန်ရှင်းလေးလုဆောင်ခဲ့တယ်ဒီ main ကလေးတွေပါတိမှာလဲအလုံးတင်တော့အတင်တယ်တကယ်တော့သူတို့အလိုမလိုက်တော့တဲ့အခါကျရင်ဟိုပုံမှန်လင်းပြောရင်သူတို့မကြိုက်တော့တဲ့အခါဒါမှမဟုတ်သူတို့ပြန်မကြိုက်တဲ့အခါကျလို့ရှိရင်ချက်ချင်းပဲဒလန်ဖြစ်ပြီးတော့ပြစ်ခတ်တက်ဖြတ်မှုတွေကဒီမှာလဲဖြစ်တယ် စကိုင်းတိုင်းဒေသကြီးကမြို့နယ်အချို့မှာလည်းကျုံရတာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးသတင်းအနေနဲ့နောင်ချုံမြို့နယ်ဗန်ဝင်ကျင်မှာဖြစ်ပွားနေတဲ့အခြေအနေတွေပေါ့နော်။အဲ့တော့ TNL ဘက်ကတော့သူတို့ကတော့လုံအောင်လက်မလွတ်ဘူးလို့ကြွေးကြော်ထားတယ်။နောင်ချုံကိုသူတို့ကလက်မလွတ်ဘူး။အဲ့တော့သူတို့အနေနဲ့တက်နိုင်တော့တိုင်မယ်။အဲ့တော့ကျွန်တော်ကဒါကိုသုံးသက်ချက်တစ်ခုအနေနဲ့သုံးသက်ပေးချင်ပါတယ်။စည်ရေးပြူဟာတွေဘာတွေညာတွေမပါဘူး။တကယ်တမ်းဖြစ်ရိုးဖြစ်စဉ်အရာတော့ဒါနောက်ဆုံးလိုင်းနောက်ဆုံးခန့်စစ်ကိုလုံနေတဲ့အချိန်ဖြစ်တယ်။ ောင်ချုံမြို့နဲ့၄မိုင်အကွာမှာရှိတဲ့မြက်ချင်းနှူးတို့ဘာတို့ဒီရွာတွေကိုလူမျိုးတစ်ဖက်ဝင်တွေကရောက်ရှိနေတယ်လို့ပဲတစ်ဖက်မှာနေမရှင်းလင်းရေးတွေလုပ်တဲ့နေရာမှာလည်းလက်နက်ခဲယံရိတ်ခါနဲ့အကာအကွယ်မဲ့နေတဲ့ TNL PDF ဖွဲ့ဝင်တွေရဲ့တိုက်ဆုံမှုကလည်းတကယ်လည်းမြင့်တက်နေခဲ့တယ်။အဲ့ဒီအတွက်နောင်ချုံမြို့ကိုစက်တိုက်ဒါတိမ့်ဆဲဖို့အတွက်စစ်ကြောင်းတွေကစိုက်ပျဉ်းနေကြပြီ။အဲ့ဒီလိုပဲကြောင်မဲမြို့နယ်ကိုလည်းလေကြောင်းတက်ခိုက်မှုတွေစက်တိုက်လုပ်တယ် TNL ကတက်မတော်ရဲ့ဒီနေမီရှင်းလင်းစစ်ကြောင်းတွေကို ခုခံနိုင်မှုအတွက်ဓနု PDF မန္တလေး PDF တွေနဲ့အများအပြား ခုခံတယ်တန်တန်းသားအစ်စ်တွေကိုလည်းရှေ့တန်းပို့ပြီးခုခံတယ်ဒါပေမဲ့လည်းမအောင်မြင်ခဲ့တဲ့အတွက်ဒါအခုဆိုလို့ရှိရင်ဆုတ်ပြေးရမယ့်အနေထားကိုရောက်နေပြီဖြစ်ပါတယ်ဆိုတော့သူတို့ဆုတ်ပြေးရင်ဘယ်တိဆုတ်ပြေးမှလဲကြောက်မဲလားမိုးကုတ်လားဒါနောက်ဆုံးချိန်နေလားမပြောတတ်ဘူးဒါပေမဲ့တခုပြောချင်တာကတခါဆုတ်ပြီးသွားရင်ဇက်တိုက်ဆုတ်ရတော့မှဖြစ်ပါတယ်အဲ့ဒါနောက်ဆုံးချိန်နေသည့်ပြေးရတော့မှဖြစ်ပါတယ်ဆိုတော့သဘောအရကတော့ तू ကဒီမှာရှိတဲ့အင်အားအကုန်ထုတ်ပြီးတော့ ဒီစစ်ကြောင်းတွေကိုဟန့်တားနေပြီဖြစ်ပါတယ်เนาะဒီလိုမဖြစ်ဖို့အတွက်အစိုးရတည်းကသူတို့ပြင်ဦးလေနာတီဆင်းပြီးတော့ကာဖို့ကြိုးစားတယ်เนาะဒါ CEO ထိုးတာဗောနော် CEO ထိုးဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီ CEO ကိုရိုက်ဖြတ်ပြီးဝင်လာတဲ့အချိန်မှာတော့တဖြည်းဖြည်းနဲ့နောက်ဆုံးရင်နောက်ဆုံးရင်ခုခံနေတာဖြစ်ပါတယ်ဒီနေမီရှင်းလင်းရေးဖြစ်စဉ်ကဘယ်လောက်ထိဆက်သွားမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီအပိုင်းသတင်းတွေကိုအနှစ်ချုပ်အောင်မယ်ဆိုလို့ရှိရင်ဗမော်ဒီတာမှာတိုက်ပွဲချုပ်ရှိခဲ့တယ်။နောက်ချိုမှာတော့နေစင်တဲ့အမြတ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေသေးဖြစ်ပါတယ်။ အဲ့လိုပဲမိုးပြင်းဖဲခုံဖားဆောင်ဒီဒေသမှာလည်းတိုက်ပွဲတွေရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကို data ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ Brighta လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ Like Share Subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။